အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာကျွန်တော်ဒီနေ့မှာတော့တနင်္လာသားသမီးတွေဆယ်လပိုင်းအော်တိုဘလာမှာကညမာအကျိုးကြောင့်ဆိုးကောင်းလေးတွေကိုဒီနေ့မိတ်ဆွေများကိုမြောက်ပေးมาဖြစ်ပါတယ်ဒါကြောင့်မလို့တနင်္လာသားသမီးတွေပါရင်ကျွန်တော်ဗီဒီယိုလေးကိုအစဆုံးကြည့်ပေးဖို့ကျွန်တော်မြင်တာရက်ခမာတယ်ပြီးရင်အဆုံးမှာလည်းဒီတလလုံးမှာငွေဝင်ကန်ကောင်းအလုတ်ကိုင်းအစဉ်ပြေအတိတ်ကရှင်းမှုအတွက်ထူးခြားတဲ့လေးကိုလည်းမြောက်ပေးထားပါတယ်ဗျာဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေနဲ့သားသမီးတွေဗန်မြို့နယ်ဗန်နားနဲ့ကြည့်နေဆိုတာကျွန်တော်ခွန်မန်လေးမှာရေးပေးပါဦးမြတ်ကျွန်တော်လေးရင်းနှီးမှုလေးရရှိသွားအောင်လို့ပေါ့နော်အဲ့တော့တနင်္လာ ့သားသမီးတွေပဲเนาะခုလိုခုလိုဆယ်လပိုင်းအတွင်းမှာတကယ်ကိုကျွန်တော်တို့တွေကန်ကောင်းတဲ့လားလို့ပြောလို့ရပါတယ်အဲ့တော့နည်းနည်းကောင်းတာလေးရှိလို့မကောင်းတာလေးလည်းနည်းနည်းရှိပါတယ်ကျွန်တော်ကောင်းတာလေးလေးရင်မြောက်ပေးမှဖြစ်ပါတယ်ဗျဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေများလည်းတေးတေးချာလေးကျွန်တော်လေးလိုက်ပြီးတော့ကြည့်ပြပါဦးမှာ ဟုတ်ရကျွန်တော်တို့တွေတင်းနှာသားသမီးတွေခုဆယ်လပိုင်းမှာပေါ့နော်ဆယ်လပိုင်းမှာကျွန်တော်ငွေကြီးနဲ့ပတ်သက်နေရင်ပြောပြပြနော်ငွေကြီးနဲ့ပတ်သက်ပြီးအရင်ကကန်ကောင်းတဲ့လဖြစ်နေပါတယ်ဒါကြောင့်မလို့ငွေကြီးနဲ့ပတ်သက်ပြီးတော့အလုတ်ကင်တွေထပ်ပြီးအဆင်ပြေတာမျိုးအကျွေးတွေပြန်ရတာမျိုးဆုံးရှုံးမိတဲ့နေရာတွေပြန်ပေါ်လာတာမျိုးစပြည့်ကျွန်တော်တွေငွေကြီးတွေအရင်ကကန်ကောင်းနေမှာဖြစ်ပါတယ် အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့တွေငွေကြေးအတွက်ကကောင်းနေအလုပ်အတွက်လည်းကကောင်းနေမှာဖြစ်ပါလေဗျအလုပ်ထဲမှာလည်းအထက်လူကြီးတွေကကုညီပေးတာမျိုးလာစာတိုးတာမျိုးယာတို့တိုးတာမျိုးကောင်းတဲ့နေရာကိုသွားတာမျိုးစာပြေကိုကောင်းတဲ့နေရာကိုသူကပို့ပေးစေပါတယ်ဗျအဲပြီးလို့ရှိရင်ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအရန်ကောင်းမလဲလားဖြစ်ပါတယ်။စာဝတ်ဖြစ်နေတဲ့ညီငယ်လေးညီမငယ်လေးတူတူမလေးရှိရင်လည်းစာမုံးပွဲတွေအထူးအောင်မြင်မှာဖြစ်ပါတယ်။ အဲပြီးလို့ရှိရင်ဒီလအတွင်းမှာကျွန်တော်တို့ပစ္စည်းလေးတွေဝင်ငင်းလေးတွေရှိတယ်အဲတစုံတရာကိုပေးတာမျိုးပဲဖြစ်ဖြစ်လက်ဆောင်ရတာမျိုးပဲဖြစ်ဖြစ်အဲကျွန်တော်တို့ကိုကိုတိုင်ပဲဝယ်လိုက်တာမျိုးပဲဖြစ်ဖြစ်အိမ်ထဲကိုအိမ်သုံးပစ္စည်းလေးတွေစိတ်ချမ်းသာစရာကောင်းတဲ့ပစ္စည်းလေးတွေဝင်လာတတ်ပါတယ်အဲ့တော့ဒီလအတွင်းမှာအဲအချိန်နဲ့ပတ်သက်ပြီးတော့လူငယ်ညီငယ်လေးတွေစမ်းပွင့်နေတတ်တယ်ဒါပေမဲ့အချိန်နဲ့ပတ်သက်ပြီးစမ်းတော့ပွင့်နေ ွင့်နဲ့ကျွန်တော်တို့အချင်းနဲ့ပတ်သက်ပြီးတော့ဆက်ရှုစရာလေးလည်းကြုံနေရမှာဖြစ်ပါတယ်အဲစံပွင့်တလောက်ဆက်ရှုစရာလေးလည်းကြုံနေရမယ်เนาะအချင်းနဲ့ပတ်သက်ပြီးချစ်သူတွေရတာမျိုးအဲသာပြေကျွန်တော်ချစ်တဲ့တွေတွေ့တာမျိုးအဲ့လိုတွေ့မယ်ဆိုလို့ရှိရင်လည်းညံ့နေမှာဖြစ်ပါတယ်တို့ကကျွန်တော်စံပွင့်တလောက်အဲပြဿနာတွေများမယ်အဲအဲ့လိုမျိုးဖြစ်နေတတ်တယ်ပေါ့เนาะအခြေစုံလေးတွေဆိုရင်လည်းနည်းနည်းခေါင်းစားတွေစကားလေးတွေများနေရတတ်တယ်ဘယ်လိုအဲ့လိုဖြစ်နေတတ်တယ်အဲအထူးတပည့်ကောင်းတာကတော့ဒီလအတွင်းမှာတဲ့နေသားသမီးတွေမြင်နိုင်တဲ့အဆောက်အအုံတွေရောမမြင်နိုင်တဲ့အဆောက်အအုံတွေရောလာပြီးဆောက်ရှောက်နေတဲ့ကာလဖြစ်ပါတယ် အတိတ်အတိတ်ဘဝတုန်းကတော်ဆက်ပူးတဲ့လူတွေအတိတ်ဘဝတုန်းကပြုတ်ခဲ့တဲ့ဟာတွေကဒီဘဝမှာလာပြီးတော့အကျိုးပေးနေတတ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ကိုကိုကပထမဆက်တို့တိုက်ဆက်တို့အဆက်ဆက်တွေရှိတဲ့မိတ်ဆွေများဥမာဟိုကျွန်တော်ကိုရဲ့ဆိုင်ရဆိုင်ရပေါ့နော်ကိုရဲ့ဆိုင်ဆိုင်ရဆက်ဆက်တွေကိုကျွန်တော်တို့တွေအဲသွားပြီးတော့ကျွန်တော်ပူဇော်ပူဇော်ပတ်တာမျိုးသွားဆက်တတ်တာမျိုးအဲတခုခုပေးတာကြွေးတာမျိုးလေးလေးလုတ်ပင်းပိုကောင်းပါတယ်ဒီလောက်တည်းမှာသူတို့ကလည်းပြန်လဲဆောက်ရှောက်ကိုကလည်းကိုခက်ခဲတွေကိုသူတို့ကလည်းဖြေရှင်းပေးအဲစားဖြစ်ပေါ့နော်အဲ့တော့မမြင်နိုင်တဲ့ဆောက်ရှောက်တွေကိုကြီးပေးရင်ခဏလေးမှအဆင်ပြေစေပါတယ်ဗျ ဒါကြောင့်မလို့ဒီလက်တွဲမှာအဆောက်ရှောက်ကောင်းနေနဲ့အကူအညီကောင်းနေအများကြီးရရှိတတ်တာတော့တညသားသမီးတွေပဲဖြစ်ပါတယ်။အဲပြီးလို့ရှိရင်ဒီလက်တွဲမှာခီးလေးတွေတွားရမယ်။နိုင်ငံသားတွားမယ်ခီးလေးမိတ်ဆွေများအပီကဲလက်ကနိုင်ငံသားတွားဖို့ကြံ့ကြံ့နေညီငယ်ညီမတွေတူတွေရှိရင်ဒီလက်တွဲမှာစူးစမ်းကြည့်ပါ။ဒီလောက်ပြမှာနိုင်ငံသားဖို့ခွင့်ရင်းနေပုံများလာပါတယ်နိုင်ငံသားတွေတွားရမယ်နိုင်ငံတွေထွက်ရမယ်ဒီဘကိစီနဲ့ထွက်ရမယ်အဲ့တော့ပတ်စုဗီဇာကိစ္စတွေကောင်းလင်းကိစ္စတွေလုပ်ကိစ္စတွေကိုကိုနာမည်ပါလာမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုတော့ပြောလို့ပဲဒီဒီလောက်ပြမှာသူကမိတ်ဆွေကောင်းမိတ်ဆွေပေါင်းသင်းနေတိုးမယ် မိတ်ဆွေပေါင်းသင်းတွေဆရာသမားပေါင်းသင်းတွေအဲတော့တကယ်ချင်းအပေါင်းသင်းတွေတိုးမယ်တိုးတဲ့ပေါင်းသင်းတွေကကောင်းတယ်တခုပဲမကောင်းတာမို့နော်အခြေအနေပတ်သက်ပြီးတော့အဲရချစ်သူတွေရမယ်ဆိုရင်တော့မကောင်းဘူးနော်အဲတော့အဲကျွန်တော်တို့ဒါဟိုဟာအခြေအနေပတ်သက်ပြီးတော့နည်းနည်းလေးညံ့နေနေပေါ့နော်ဒါမျိုးတွေလောရှိတယ်ဒါပေမဲ့ဆန်းတော့ပွင့်နေလူကြီးလူကြီးနေတော့ပေါ်များလာမယ်အပေါင်းသင်းတွေအကူကြီးကောင်းတွေရမယ်ပေါ့နော်အနုပညာပေါ်ကဗာလဲမိတ်ဆွေများအနုပညာလုပ်လို့ကောင်းပါတယ်အနုပညာလုပ်လို့အကောင်းဆုံးလာလို့ပြောလို့ရပါတယ်နမေတွေကြီးမယ်နမေတွေကြီးမယ်ဘာပဲလုပ်လို့ပေါက်မယ် အဲလူများကိုသူကလူများချစ်ခင်နဲ့တမို့စမ်းပွင့်တာကိုတော့ရတယ်ဒါပေမဲ့928တော့ရတယ်1500တော့အကျိုးမပေးပါဘူး1500ဆိုရင်စကားများတက်တယ်ပေါ့နော်အဲ့တော့အကူညီကောင်းတွေရမယ်အဲပြီးလို့ရှိရင်ငွေဝင်ငွေတွေအရန်ဝင်နေလိမ့်မယ်အဲ့တော့ဟိုကျွန်တော်တွေအရင်အရင်လက်လက်တွေပိတ်နေတယ်စကားများဒီလောက်တွေမှာငွေတွေအရန်ဝင်မယ်ဒါပေမဲ့ဝင်တဲ့ငွေတွေရလဲကိုယ့်ရဲ့အသုံးဆွဲချက်မှုကြောင့်ပြန်ထွက်သွားတတ်တယ်ဒါလေးလို့ကိစ္စတုံးမင်းတော့ငွေလေးကိုကျွန်တော်ချစ်ချုပ်နေမြတ်ချစ်ချုပ်ပေးကျွန်တော်တို့ လိုအပ်မှတုံးမလိုရင်မတုံးနဲ့ပုံနော်ဒါစုနေတယ်များစုပါငွေဝင်တယ်လောက်ငွေထွက်တယ်ကြံ့နေတက်လို့ပါနော်စုနေတယ်များစုပါတေချာလေးစဉ်းစားပြီးမှတုံးပုံနော်ပြန်ထွက်တော့ပိုင်ငွေကိုတေချာလေးစဉ်းစားပုံနော်အဲ့လိုမျိုးလေးစဉ်းစားမယ်ဒါဟာတော်တော်ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်ကောင်းတာလေးတော်တော်များတယ်ငွေကြီးအတွက်လည်းကောင်းတယ်အလုပ်ကံအတွက်လည်းကံကောင်းတယ်အလုပ်များရှိတဲ့မိစေများအလုပ်တွေရမယ်လက်ဆောင်တွေလက်ဆောင်ပစ္စည်းပဏာများတွေရမယ်အမှုညာလုပ်တွေနဲ့အကျိုးပေးမယ်အဲဆန်းတွေပွင့်မယ်ပုံနော်အဲ့တော့ကောင်းတဲ့ခီးတွေတော့ရမယ် အဲဒီမှာညံ့တဲ့ຢာလေးတွေတော့ရှိပါတယ်ညံ့တဲ့ຢာလေးကကျွန်တော်ခုနပြောလိုပဲအချစ်ရည်နဲ့အိမ်တော်ကြီးမှာညံ့နေတယ်အိမ်တော်ကြီးဆိုလို့ရှိရင်အိမ်တော်ထဲမှာပฏิပတ္တကစကားများတာမျိုးလေသူသူနဲ့ကုံနဲ့စိတ်တဘောထားခြင်းပေါ့နော်အဲ့လိုနားလည်မှုလွယ်လပ်လေးအကြောင်းမလို့စကားပြောရတာလေးကြံဖြတ်တာလေးတော့နည်းနည်းကြုံမယ်ဒါမှမဟုတ်ကိုယ့်ဘက်ကစကားပြောရင်တတိနဲ့ပြောမယ်ငါစကားပြောမယ်ဆိုလို့ရှိရင်လည်းငါမှန်နေငါမှန်နေဆိုပြီးတော့စုပ်ပြောလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတတိတည်းနဲ့ကျွန်တော်ထိမိပြောမှာဖြစ်ပါတယ်ကိုယ့်စကားပြောသူဘက်ကစိတ်ထိခိုက်သွားတာမျိုးလေးကြုံရနိုင်တယ်ပေါ့နော်နောက်ဒီလိုက်တွေမှာကျမ်းမာရဲ့အနေနဲ့လူကြီးပိုင်းနဲ့ဆိုလို့ရှိရင် အဲသွားလာလာလာကြီးဆိုင်ပေးမယ်ချော်လေးတာမျိုးလေးထိခိုက်တာမျိုးလေးအဲတစုံတစ်ခုဆက်ပစ္စည်းလေးတွေပုံမိရှမ်းပြီးတာမျိုးလေးလေးနည်းနည်းဖြစ်တတ်တယ်ပေါ့နော်ဆိုရင်ကြတော့မရှိပါဘူးဆိုရင်ကြတော့မရှိဘူးအဲအထူးသတိပြုရမှာတော့အမှုကိစ္စတွေရုံးရုံးကနာကိစ္စတွေလက်မှတ်ထိုးမယ့်ကိစ္စတွေမှာအရင်ကကြီးဆိုင်မှာဖြစ်ပါတယ်လက်မှတ်တွေအထိုးမှားတာတွေအဲကျွန်တော်တွေလက်မှတ်ထိုးလိုက်လို့စဉ်းစားရတွေဖြစ်သွားတာတွေအဲအဲ့လိုမျိုးလေးဖြစ်တတ်တယ် ဘာဘာကြောက်လဲဆိုတော့ तू อ่ะအိမ်တော်ကြီးလဲကြာခင်ရှိတယ်အိမ်တော်ကြီးကြောက်လို့ရှင်ကျွန်တော်လက်လက်လက်မှတ်တွေထိုးရတယ်ဟုတ်အဲ့လက်မှတ်တွေကလည်းစိတ်ညစ်စရာလေးဖြစ်သွားတတ်တယ်ဒါကြောင့်မလို့ဒီလောက်တွင်မှာအိမ်တော်မပြုတ်နေအောင်ချစ်သူကြီးစားမထားနေအောင်စဉ်းစားလိုက်အောင်ပေါ့နော်နောက်လာမှထားပေါ့နော်သူ့ထက်ကောင်းတဲ့လူအများကြီးတွေ့လာပါလိမ့်မယ်တော့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လူကြီးပိုင်းတွေကနည်းနည်းလေးညံ့နေတာမျိုးဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ကလီစာတွေထူးရှောင်ပေးမယ် ကလေးစားတွေအသားကြီးငါးကြီးတွေဒီလောက်တည်းမှာအထူးရှောင်မယ်။ဘာကြောင့်လဲဆိုတော့တန်းတဲ့သားသမီးတွေကိုမမြင်နိုင်တဲ့ပုံကိုယ်တွေကစောက်ရှောက်ပါတယ်။အဲ့ဒီပုံကိုယ်တွေကမင်းသားတို့ကျွဲသားတို့ကလေးစားတို့အရက်တွေတောက်စားတာတွေလုံးဝမကြိုက်ပါဘူး။အဲ့တော့အဲ့လိုက်အဲ့လိုက်တောက်စားမယ်ဆိုရင်သူကကိုယ်မစောက်ရှောက်တဲ့အပြင်ကိုကိုယ့်ကိုယ်တော်ဒုက္ခပေးနိုင်ပါတယ်။ဒါကြောင့်မို့ဒါလေးယူဆိုင်ပြီးရှောင်ကျင်ပေးမယ်။ဒီလိုမျိုးရှောင်ကျင်ပေးမယ်။ကိုယ်ကလည်းမေတ္တာပို့ပေးမယ်ဆိုရင်တေချာပေါ့ကျွန်တော်တို့စောက်ရှောက်ပြီးတော့ကျွန်တော်တို့ဘဝတစ်ခုပြောင်းလဲသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေ အေးအထူးကျွန်တော်တို့ဒီရလေးတွေပေါ့နော်ကျွန်တော်တို့ဟိုဒီရလေးတွေကျွန်တော်တို့ရဲ့အညံ့လေးတွေကျမအညံ့လေးကောင်းမှုအတွက်ကကျွန်တော်တို့ကိုအကြိုက်ဆုံးအသားတစ်ခုရှိတယ်အဲဘာသားလေးပေါ့အသားလားဝတ်သားလားချက်သားလားမဲသားလားစသဖြင့်ကိုအမြင်စားနေတဲ့အသားတစ်ခုကိုဒီလောက်တင်မှရှောင်းလိုက်မယ်ရှောင်းပြီးအဲ့အသားနဲ့ထမင်းနဲ့နေပြီးတော့ခွေးကိုကျွေးပြရမှာဖြစ်ပါတယ်ကိုကိုကိုယ်နဲ့နေမယ်နော်ကိုနဲ့နေနေနေပဲကိုစားသလိုနေမယ်များရှယ်နေပြီးတော့ကိုလက်မမှာရှိတဲ့ခွေးကိုကျွေးလိုက်ပါကိုကျမ်းမာရဲ့အညံ့နေတယ်လုံးဝကင်းသွားပါတယ်ဗျအဲ့တော့ကျွန်တော်ဒီဒီလောက်တွင်းမှာလို့ကျွန်တော်နာရေးတွေပါတယ်လို့ စီးကိုစီကန်းနေပါလေလို့အဲရှောင်းနိုင်ရှောင်းပေးပါအဲ့တော့မဖြစ်မေသွားမယ်ဆိုရင်တော့သွားပါတော့အထူးသဖြင့်ရှောင်းနိုင်ရင်တော့ရှောင်းပေးတာကောင်းပါလေနာရီတွေကိစ္စတွေကြံ့မှန်ရေးကြောင့်စီးကိုစီကန်းနေသွားတဲ့ကိစ္စတွေမှာကိုကိုမပါလို့ရရင်ဟိုတွတ်တူသွားပါစေအရေးမကြီးရင်ကိုမသွားနိုင်ပါဘူးနော်အရေးကြီးမှသာလေကိုသွားပါတော့ဒါလေးတော့နည်းငယ်ရှောင်းလို့ရရင်ရှောင်းပေးမယ်အဲ့တော့ဒီလောက်တည်းမှာပန်းမင်လေးစိုက်ပေးပါကျွန်တော်တို့အဲကျွန်တော်တို့ဒီဂမုံစိုက်လေရတယ်ရွက်လာတို့ဂမုံတို့ မွေးတဲ့ပန်းဘာမှမဖြစ်ကျွန်တော်ဒီလောက်တည်းမှာအရှိလေးမှာစိုက်ပေးပါအဲ့တော့အကူအညီကောင်းစောင့်ရှောက်ကောင်းတွေရရှိမယ်အဲ့တော့ကျွန်တော်တွေကိုစောင့်နေပုံကိုရလဲ chicken နဲ့တက်ပြီးအကူအညီပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလောက်တည်းမှာဘာပဲလုပ်လို့ဘာကိစ္စပဲလုပ်လို့သူများကိုအာကူလို့မရကိုကိုတိုင်လုပ်ပါကိုကိုတိုင်မဲ့သွားမယ်ကိုကိုတိုင်မဲ့လုပ်မယ်ဥမာဘာကိုကိစ္စတတိလေးဖြစ်တယ်သူ့ကိုသွားပြီးတော့ဟောတခုဘေးတခုစောင့်ခိုင်းတာမျိုးအဲ့လိုဆိုမျိုးဆိုတော့မှမပဲအဆင်မပြေတော့ဖြစ်တယ်ကိုကိုတိုင်လုံးမှသာလေအဆင်ပြေမဲ့ကာလမျိုးဖြစ်နေပါတယ် အိမ်တွင်းထဲမှာမိသားစုထဲမှာပဲကိုယ့်ရဲ့မိသားစုထဲမှာညီကောင်မောင်နှမတွေကိုယ့်ရဲ့ဟိုအဖေမေတို့ဦးလေးဒေါ်လေးနဲ့အဲကိုယ့်ရဲ့အိမ်တော်ဘက်တွေနဲ့စိတ်သဘောထားချင်းနည်းနည်းလေးအဲမတိုက်ဆိုင်တာမျိုးလေးဖြစ်တတ်တယ်။ဒါကြောင့်မို့စကားများတာမျိုးလေးလေးအဲရံပြရပြုံးလို့လေးလေးစိတ်ညစ်တာမျိုးလေးနည်းနည်းရှိတတ်တယ်နော်။အဲဆိုရင်ကျွန်တော်မိတ်ဆွေတင်းနေတဲ့အသားသမီးတွေဒီလာတလာလုံးမှာအဲ့တော့ကျမ်းမာကြီးလေးကောင်းမှု ငွေတွေမြဲနေဖို့အလုတ်ကိုင်းနေအဆင်ပြေဖို့အတိုက်ခိုက်ရအတိုက်ဆိုင်ဟိုအပြိုင်ဆိုင်လေးတွေနည်းနည်းပေါ့မယ်နော်အပြိုင်ဆိုင်လေးတွေတိုက်ခိုက်လေးတွေရှင်းဖို့အတွက်ကျွန်တော်တွေလှုပ်ထားတဲ့ရရရဆင်လေးတွေကျွန်တော်ပြပြပေးပါမယ်ဗျာအဲ့တော့ဒီဟာလေးတော့မိစမြာတေချာလေးလှုပ်လှုပ်ပေးပေါ့နော်ပို့လို့ကောင်းသွားလို့ပေါ့ဗျာကျွန်တော်တွေအချို့ပေါ်တကလောင်းလို့ပေါ့နော်အဲ့ဒါလေးဖြစ်တော့ကျွန်တော်ဒီလောက်အတွင်းမှာအဲကျွန်တော်တွေအိုက်ခန်နေအိုက်ခန်နေတိုင်းမှာမြေတာတုတ်လေးရုပ်ပတ်ပေးမယ်နော်မြေတာတုတ်ကတော့အာအလုတ်မရရင်လည်းစောက်လေးကြည့်ပြီးရုပ်လို့ရတယ်နော်မြေတာတုတ်လေးရုပ်ပတ်ပေးမယ်အဲ့တော့မှုေးတဲ့ပန်းလေးတွေ မနက်ပိုင်းမှလူပေးမယ်မွေးတဲ့ပန်းလေးလေးဘာပန်းမဖြစ်ပဲလူပေးလို့ရတယ်เนาะပန်းလေးတော့လူပေးမယ်เนาะမွေးတဲ့ပန်းလေးလူပေးပါတော့ကျွန်တော်တို့လေဟိုမှာဟိုမှာစပယ်တို့အဲဇီစွားတို့စပစ်ပေါ်တော့မွေးတဲ့ပန်းဖြင့်ပြီးတော့ပါပဲမွေးတဲ့ပန်းလေးလူပေးမယ်အဲ့တော့ရဟန်းတန်ကလေးတလန်းရှင်ဆရာကြီးဆရာလေးလေးကိုမျက်နှာသုပ်ပွားလေးလူပေးမယ်เนาะမျက်နှာသုပ်ပွားလေးလူပေးမယ်အဲ့တော့ကျွန်တော်တို့အဲကုညီပေးမယ့်လူတွေကတော့ကျွန်တော်အင်္ဂါနဲ့ကြာသပလေးပဲဖြစ်ပါတယ်အင်္ဂါနဲ့ကြာသပလေးနဲ့အတူတူတွဲလို့ရင်ကောင်းတယ်ဖြီးတော်လို့ရှိရင်သူတို့ပါရင်ကောင်းတယ်အလုပ်ထဲမှာလည်းသူတို့ရှိရင်ပိုကောင်းတယ်ပေါ့เนาะ တော့ကျွန်တော်တို့ခီးကျွန်တော်ခီးသွားတဲ့လူတွေပါကျွန်တော်လမ်းမှာတွေ့လိမ့်မယ်အဲအဲ့လိုလူလူတွေကိုကျွန်တော်ငွေကြေးလေးလေးလူပေးမှာဖြစ်ပါတယ်အဲသူတို့လူကြီးတွေပေါ့နော်အလူကြီးပါခီးပါသွားတယ်သူတို့ငွေကြေးလေးအဆင်ပြေဖြစ်နေကိုကငွေကြေးလေးလူပေးလိုက်ပါမယ်ဒါဆိုရင်ကိုကဒီလားတက်လာလုံးမှာငွေကြေးအတွက်မြဲပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့တွေဒီအမျိုးလေးလူပေးမယ်နော် ကျွန်တော်တို့တွေ ခမင်းစားတဲ့နေရာလေးမှာတဲ့ကျွန်တော်တို့မှန်နေပါရှိလားမသိဘူးအဲဆိုမိတ်ဆွေတွေကမှန်နေပါရဲ့အဲ့လိုတက်ထားတက်တယ်နော်အဲ့တော့မှန်နေပါရှိရင်ခမင်းစားခန်းနေပါရင်ခမင်းစားနေရာလေးမှာနော်မှန်နေပါရှိရင်မှန်နေပါတက်ပါကောင်းပါတယ်မှန်နေပါတက်ထားပါတော့နော်ခမင်းစားရင်းနဲ့မှန်ကြည့်လို့ရတယ်နော်ခမင်းစားရင်းနဲ့မှန်နေပါကြည့်ပြီးဒါဆိုရင်တဲ့အဲ့တလလုံးမှာကျွန်တော်တို့ကအစားတောက်တဲ့အရှံပဲပေါများနေမှာဖြစ်ပါတယ်တခုပဲမှန်ကတော့ကျွန်တော်ရေချိုးခန်းတော့ အာကျွန်တော်ရေချိုးခန်းနေမျက်နှာတက်တဲ့ခန်းလေးမှာတချို့မှန်လေးထားတတ်တယ်เนาะအဲ့လိုမျိုးထားတာလေးတွေမှန်လေးရတိတိလေးမထားမိနဲ့ជីကြီးလေးထားပေးပါတိတိလေးထားမိတယ်ဆိုလို့ရှိရင်မှန်လေးကိုခဏလောက်အုပ်ထားပေးပါဦးเนาะအဲ့ဒါမျိုးထားပေးမှာတချို့ရှိလေတပိုင်းမပေါ်တာမျိုးတဝက်ပေါ်တာမျိုးလေးရှိတယ်เนาะအဲ့တော့ရေချိုးခန်းနေပါကြတော့ဘယ်သူမှအပြည့်မထားဘူးဘုံတော့တဝက်လေးပဲထားတယ်အဲ့တော့ဒီလအတွင်းမှာတဲ့ရေချိုးခန်းနေမှာရေချိုးခန်းတို့အဲ့မြင်ရတဲ့ခန်းလေးမှာအမှန်လေးရှိခဏလောက်အုပ်ထားပေးမယ်เนาะအဲ့မှန်လေးကိုအစားကျွန်တော်ထမင်းစားခန်းလေးမှာနည်းနည်းပြောင်းထားတာမျိုးအဲသမို့အစ်စ်ဝယ်ပြီးထမင်းစားခန်းမှာတက်ထားတာမျိုးဆိုရင်ပိုကောင်းပါလိမ့်ဗျာเนาะ ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကစနေနံနေဖြစ်တဲ့အမှကျွန်တော်တို့ဖနက်ဟောင်းဖနက်အစုပ်တွေအထီဟောင်းထီးစုံတွေနိုင်ဟောင်းနိုင်အစုပ်တွေဖုံးမှန်ကွဲတာလေးအဟောင်းတွေအစုပ်တွေကိုလဲမယ်အတော့မလို့လေဟာလေးပြစ်ပလိုက်ပါမနော်ဒါမျိုးလေးပြစ်ပြီးလဲပေးမယ်အစ်စ်လဲပေးမယ် အဲ့တော့ဒါလေးတော့ယူဆပြင်မှာဖြစ်ပါတယ်အဲ့ကျွန်တော်တို့ရေအလောက်ကနေအစီအပြင်ချင်တယ်ဆိုရင်တော့အနီရောင်းတော့ညိုရောင်းတော့အပြာရောင်းတော့အဲ့ဒီဝတ်စာလေးကိုမြန်များလေးဝတ်ပင်တော့အဲ့တော့အလောက်ထဲမှာအစီအပြင်တတ်မှုတွေများပါတယ်ဗျကဲဒါတော့ဆိုကျွန်တော်မိတ်ဆွေဒီနေ့သားသမီးတွေအားလုံးလည်းကျွန်တော်တို့ရေအလောက်ကောင်ငွေကြီးရောကျင်းပညာရေးကျမ်းမာရေးအားလုံးကိုအဆက်ဆက်ရအစီအပြင်ဖို့အတွက်ကျွန်တော်ရေတရားလေးလည်းပြပြပေးပါတယ်အားလုံးအစီအပြင်မယ်လို့ထင်ပါတယ်ဗျကျွန်တော်မိတ်ဆွေတွေဒီနေ့သားသမီးတွေအားလုံးပဲဒီလအတွင်းမှာငွေဝင်ကံကောင်း လက်ကောင်းကြပါသည်အလုတ်ကိုင်းနေစင်မီကြပါသည်အဲစီဝိုင်းလက်ထုတ်တက်ပြီးတော့အလူတန်းနေလဲလုံနိုင်ကြပါသည်ဗျအဲစင်မီလင်းလိုင်းဆင်နေပြီအပိကြပါအောင်မိတ်ဆွေများရောဘယ်မျိုးနဲ့ဘယ်နည်းနဲ့ကြည့်နေဆိုတော့ကျွန်တော် comment လေးမှာရေးပြပါအောင်ဗျကျွန်တော်တို့ရေးနေမှုလေးရအောင်လို့ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဗျာ